အဲ့ဒါနဲ့သူအိမ်ပြန်လာအိမ်လဲရောက်တော့သူ့မှာမိန်းမ၄ယောက်ရှိတယ်အဲ့ဒီမိန်းမ၄ယောက်ကိုခေါ်ပြီးတော့နှမတို့အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့တရားတော်မျှဝေရာဓမ္မ House မြန်မာ Channel မှကြိုဆိုပါတယ်ရှင်ဟုတ်ဦးရှင်တို့အစောဖျားလက်ထက်ကဟဋ္ဌိဆိုတဲ့ကျောင်းမှာဥက္ခတကြွယ်ဆိုတာရှိတယ်အဲ့ဒါမြတ်စွာဘုရားကအခါတစ်ပါးမှာရဟန်းတော်တွေကိုရဟန်းတို့တဲ့အဲ့ဒီရှင်ရွာမှာရှိတဲ့ ဥက္ကတကြွာအံဩဘော်ရာရှင်မျိုးနဲ့ပြည့်စုံတဲ့ပုံကိုဖြစ်တယ်လို့ယုတ်တည်းရဲ့မြတ်စွာဘုရားကအဲ့လိုအမိန့်ရှိပြီးတော့အจิตတဝန်ဘာမှမပြောတော့ဘဲနဲ့ကြောင်းထဲကိုကြွားသွားတယ်အဲ့တော့ယဟန်တော်ရဲ့စိတ်ထဲမှာအော်အဲ့ဒီဥက္ကတကြွေကြီးကဘလို့အင်္ဂါတွေနဲ့ဘလို့အံဩစရာကောင်းတာတွေနဲ့ပြည့်စုံတာတုံးလို့တွေးပြီးတော့ပဲကြံရစ်တာအဲ့ဒါယဟန်တစ်ပါးကတော့တွေးမနေခြင်းဘူးတွေးမနေခြင်းဘူးသွားပြီးတော့ပဲမေးလိုက်တော့မယ်ဆိုတော့အဲ့ဒါတပိတ်လွယ်ပြီးတော့အဲ့ဒီဥက္ကတထေကြီးရှိတဲ့နေရာကိုသွားတာဗျာ ွားပြီးတော့တခါကြီးတခါကြီးကိုမြတ်စွာဘုရားကအံ့ဩဖွယ်ရာရှင်မျိုးနဲ့ပြည့်စုံတဲ့ပုံကိုတယောက်လို့ပြောတယ်တခါကြီးမှအံ့ဩစရာတွေဘာတွေရှိတုံးပြောပါအောင်လက်တွေသွားမေးတာသွားမေးတဲ့ခါကျတော့ဥက္ကတထေကြီးကအရှင်ဘုရားတပြည့်တော်မှာ ရှိတဲ့အံ့ဩဖွယ်ရာတွေကဘာတွေကိုကြည်ပဲပြီးတော့မြတ်စွာဘုရားကရှင်မျိုးရှိတယ်လို့ပြောလိုက်တာလည်းတော့တပြည့်တော်တော့မသိဘူးတဲ့ဒါပေမဲ့တပြည့်တော်ရဲ့တန်တမှာတပြည့်တော်ကိုယ်တိုင်အံ့ဩစရာအံ့ဩယူရလောက်တဲ့နော်အเจ้าအရာလေးတွေကတော့ရှိနေတာအမှန်ပဲတဲ့အဲ့ဒါကိုသူကပြောပြအဲ့ဒါကဘာလဲဆိုတော့ နံပါတ်1အောင်စရာမှာတော့တပည့်တော်ခန်းကိုယ်တော်ထဲမှာနော်အယက်သေးတာတွေတောက်စားမူးယူပျော်ပါနေတော့မှာမြတ်စွာဘုရားကိုဖူးရတယ်တဲ့အဲ့ဒီဥယျာဉ်ထဲမှာအဲ့ဒါဘုရားကိုဖူးမြော်ရလိုက်ရခြင်းပဲအမူးတွေတခါလဲပြည်သွားတယ်အောက်လို့ပြည်သွားလဲတော့မသိဘူးအမူးဓာတ်တွေမှမရှိတော့ဘူးအဲ့ဒါတပည့်တော်ရဲ့နံပါတ်1အောင်စရာပဲတဲ့ဟုတ်လားနောက်နံပါတ်2အောင်စရာကဘာလို့ဆိုတော့အဲ့ဒီဘုရားကိုဖူးမြော်ရတဲ့အခါမှာပဲမြတ်စွာဘုရားဟောပြတဲ့တရားကိုနားပြီးတော့တပည့်တော်အဲ့ဒီအချိန်မှာပဲသောတာပန်ဖြစ်တယ် ောတပတိမေညံကိုရဩတပံလည်းဖြစ်ပြီးပြီဆိုတော့တပြည့်တော်ဟာတဲ့ဗြမစရိယသိခါဘုလင်၅ခုမြောက်၅ပါးသောတီလကိုတပြည့်တော်စောက်တည်လိုက်တယ်တပါးတီလထဲမှာကာမေတုမိစ္ဆာစာရရဲ့နေရာမှာဗြမစရိယသိခါဘုကိုသူထည့်လိုက်တာအဲ့ဒါကသူ့ရဲ့ဒုတိယအံ့ဩဝေယဟုတ်လားနောက်တတိယအံ့ဩဝေယကသူအိမ်ပြန်ရောက်လာပြီဆိုတော့သူ့ရဲ့ဇနီး၄ယောက်ရှိတယ်အဲ့ဒီဇနီး၄ယောက်ကိုခေါ်ပြီးတော့ နှမတို့ငါကတော့ဒီအကျင့်ကိုကျင့်လာခဲ့ပြီဒါကြောင့်မင်းတို့ငါအိမ်မှာပဲမောင်းလို့နှမလို့နေခြင်းနဲ့ဆိုရင်လည်းပဲချမ်းချမ်းသာသာနေဘာမှကြောက်ကြရာမရှိဘူးဒါပေမဲ့ဘဇုအိမ်ကိုသွားခြင်းနဲ့ဘဇုကို ပေးပေးပါဆိုရင်လည်းပဲငါပေးပေးမယ်အဲ့လိုတောင်ပြောတာအဲ့လိုပြောတဲ့အခါကျတော့အကြီးဆုံးဇနီးကဘာပြောလို့ဆိုတော့သူ့ကိုဘယ်ယောက်ျားကိုပေးပေးပါလို့ပြောတယ်တဲ့အဲ့လိုပြောပေးတဲ့အခါကျတော့ तू ဘာမှမပြောဘူးဟုတ်ပြီအဲ့လိုဆိုရင်အဲ့ဒီတကာကိုသွားခေါ်ကြီးဆိုတော့အဲ့ဒီတကာရောက်လာပြီဆိုတော့ အဲ့ဒါဒီဇနီးအကြီးကိုလက်တစ်ဖက်ကကင်ပြီးတော့နောက်တစ်ဖက်ကရေကြရားကိုကင်ပြီးတော့တခါတည်းရေစက်ချရတယ်ဆိုတာအဲ့ဒီတော့ကမြန်ပေါ်လာလားမသိဘူးဟုတ်လားတခါတည်းရေလောင်းပြီးတော့ထည့်လိုက်တယ်တဲ့အဲ့ဒါအံ့ဩစရာကောင်းတာကတပည့်တော်ရဲ့စီထဲမှာဘာမှဖောက်ပြန်ပြောင်းလဲသွားတယ်ဆိုတာမရှိဘူးတဲ့အဲ့ဒါတပည့်တော်ရဲ့အံ့ဩဖို့ရအချက်တစ်ချက်နောက်၃ချက်ရှိသားနော်နောက်၄ခုမြောက်ချက်ကဘာပြောလို့ဆိုတော့တပည့်တော်ကအဲ့လိုဖြစ်ပြီးကလေးကစပ်ပြီးတော့တီလန့်ရှိတဲ့ပုံကိုယ်တွေနဲ့ငါအိမ်မှာရှိတဲ့ပစ္စည်းတွေကိုငါအတူတူခွဲဝေပြီးတော့ပဲ သုံးဆွဲတော့မယ်လို့တခါတည်းဆုံးဖြတ်လိုက်တယ်ပိုင်းခြားတာတာမရှိဘူးအဲ့ဒါသူ့ရဲ့၄ခုမြောက်အာဩဝေယနောက်၅ခုမြောက်အာဩဝေယကဘာတော့ဆိုတော့တပည့်တော်ကယဟန်နေနဲ့တွေ့လို့ရှိရင်အလွန်ရိုးရိုးတည်တည်ဆက်ဆံနေတယ်ပေးရမယ့်ဖြစ်ဖြစ်ရိုးတည်တည်ဆက်ဆံရုံနဲ့မကဘူးအဲ့ဒီယဟန်ကိုသူကတရားဟောတယ်ဆိုရင်လည်းတပည့်တော်ရိုးတည်တည်နာတယ်တကယ်လို့အဲ့ဒီယဟန်ကတရားမဟောဘူးဆိုရင်တော့အဲ့ဒီယဟန်ကိုတပည့်တော်ကပဲတရားဟောတယ်တဲ့အာဩဇီယာပဲနော် ဆရာကြီးလုတ်ပြီးတော့ဟောတာမဟုတ်ဘူးเนาะရိုးရိုးသေးသေးသူဆက်ဆံတယ်တရားဟောရင်နာပဲတကယ်လို့အဲ့ဒီယဟန်ကမဟောဘူးဆိုရင်တော့သူဟာဟောတယ်တဲ့ဒါသူရဲ့အာဟုမြောက်အံ့ဩစရာနောက်၆ခုမြောက်အံ့ဩစရာကဘာလဲဆိုတော့တပည့်တော်အိမ်ကိုတန်ဃာတွေပင့်ပင်ပြီးတော့ရိုးရိုးဆုံးကတ်တယ်တဲ့အဲ့လိုဆုံးကတ်လို့ရှိရင်တန်ဃာတွေကြွမလာသေးခင်မှာနတ်တွေကလာပြောတယ်တဲ့တာလာပြောကြတယ်ဘာပြောလဲဆိုတော့တခါကြီးဘယ်ယဟန်ကတော့ယဟန်နာပဲဘယ်ယဟန်ကတော့အနာဂံပဲ ဘေးညာကတော့တီလာကိုဘာမှမရှိဘူးအဲ့ဒါဒုတ်တီလာကြီးလို့လာပြောတယ်အဲ့လိုလာပြောတော့ဘယ်လိုယဟန်းပဲဖြစ်ဖြစ်တန်းတူပဲထားလိုက်တယ်တဲ့ဒါကယဟန်းနာပဲเนาะဒါကအနာဂမ်ပဲဒါကတော့ဒုတ်တီလာပဲလို့သူ့စိတ်ထဲမှာအဲ့လိုကြွယ်ပြနေတာမရှိဘူးတန်ခါရေကုံကိုပဲအာယုံပြုတ်ပဲတူတူပဲရွှေပြီးတော့ပဲတူတာတော့တကယ်တူသလားမတူဘူးဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာထားနိုင်တာအဲ့ဒါဟာသူ့ရဲ့အော်ဘွေရာ ကိုနှစ်ခုမြောက်အာဩဇာကဘာလဲဆိုတော့ဩနတ်တွေကပြောပြန်နေတဲ့တခါကြီးဒီမြတ်စွာဘုရားဟောပြတဲ့တရားဒေသနာတွေကတကယ်ကိုအကျိုးရှိတဲ့ကောင်းစွာဟောထားတဲ့တရားတွေဖြစ်တယ်။အဲ့လိုပြောတဲ့အခါကျတော့အဲ့ဒါကို तू မအံ့ဩပါဘူးတဲ့။အဲ့လိုပြောတဲ့အခါကျတော့နတ်တွေကို तू ကဘာပြန်ပြောတော့ဆိုတော့နတ်တွေကမပြောလည်းပဲဘုရားဟောတဲ့တရားဒေသနာတွေကကောင်းစွာဟောထားတဲ့တရားတွေဆိုတာငါသိတယ်။သင်တို့မပြောလည်းပဲငါသိပြီးသား။ သင်တို့ပြောလို့ငါလက်ခံတာမဟုတ်ဘူးအဲ့ဒီမှာသူ့ရဲ့အောဘွေရာကို तू ကဘာဘာဝညွန်ပြလဲဆိုတော့နတ်တွေနဲ့စကားပြောရတယ်ဆိုတဲ့အတွက်ကြောင့်တပည့်တော်မှာမန်ဝင်တယ်ဆိုတာမရှိဘူးတဲ့နတ်တွေနဲ့စကားပြောရလို့သူ့စိတ်ထဲမှာသူ့ကိုယ်သူငါနဲ့နဲ့စကားပြောရတယ်ဆိုတဲ့အတွေးလေးတောင်မရှိဘူးအဲ့ဒီမမာနာမရှိမန်မရှိတာသူ့ရဲ့အောဘွေရာနောက်ရှစ်ခုမြောက်အောဘွေရာကဘာပြောတော့ဆိုတော့တကယ်လို့များတပည့်တော်ကမြတ်စွာဘုရားရဲ့အရှင်သေသွားမယ်ဆိုလို့ရှိရင် မြတ်စွာဘုရားကအေးဟောဒီဥက္ကတကြွေဟာနော်ကာမဘုံကိုတဖန်ပြင်းပြီးတော့မလာတော့မယ်အောက်ပိုင်းတန်ရောစင်၅မျိုးကုန်ခန်းနေတဲ့ပုံကိုလို့ပြောရင်အံ့ဩဝရမရှိဘူးတဲ့ပေါင်းဆိုတပြည့်တော်ကိုယ်တိုင်အနာဂံဖြစ်နေလို့တဲ့ဩရံဘာဂိယတန်ရောစင်၅မျိုးကိုသူဟာလုံးဝပယ်ထားတယ်နော်တန်ရောစင်ကဆယ်ချောင်းရှိတယ်အထက်ကိုဆွဲတဲ့တန်ရောစင်ဂျိုးဆယ်ဂျိုးအောက်ကိုဆွဲချတဲ့တန်ရောစင်ဂျိုးဆယ်ဂျိုးအောက်ကိုဆွဲချတဲ့တန်ရောစင်ဂျိုးဆယ်ဂျိုးက ကာမေသန္ဒရေဖြာပါဒရေတက္ကာယဒိဋ္ဌိရေဝိသိကိစ္ဆာရေတိလဝဒံပရမတာရေအမျိုးဒါတွေကိုအကျေပြောနေရင်နောက်ထပ်ပြောချင်တာလေးတွေကြံပါစို့လို့ဟုတ်လားတသူရဲ့အံ့ဩဝေယရှစ်ချက်ထဲက6ခုမြောက်အံ့ဩဝေယနော်နတ်တွေကလာပြောလို့ဒီလူကဒီဘုန်းကြီးကတိလရှိတယ်ဒီတန်ခါကတိလမရှိဘူးဒီတန်ခါကတိလရှိတယ်လို့တိနေပါတော့လည်းပဲသူ့မှာခွဲခြားတာတာမရှိဘူးဒါကအလွန်တော်တဲ့တရားကြီးပေါ့ ပစ္စည်းရဲ့အပေါ်မှာရောအလှူရှင်ရဲ့အပေါ်မှာရောအယံတန်ရောစင်ခင်းတယ်ဟောဒါကြောင့်တန်ကိကဌာနသည်အလွန်မြတ်တယ်ဒါကြောင့်ဥရှင်တို့မြတ်စွာဘုရားကသာသနာနောက်ပိုင်းမှာနောက်တဖြည်းဖြည်းနဲ့ဆုပ်ယုပ်လာတဲ့အခါမှာနောက်သင်္ကန်းစကိုလေဘဲမဲ့ပတ်ပြီးတော့အိမ်ထောင်သားမွေးနေတဲ့လူတွေရှိမယ်ဒါကိုပဲတန်ကအမှတ်နဲ့ကိုယ်ဝယ်ရတဲ့အနေအထားမျိုးကိုရောက်အောင်မယ်ပေါ့အဲ့ဒီလိုအနေအထားမျိုးမှတောင်းမှဒီလိုဒုတိယလှတွေကိုတောင်းမှ တန်ခါရဲ့ဂုံကိုအာယုံပြုတ်ပြီးတော့လှူနိုင်မယ်ဆိုရင်အတင်ချေရအပမေရအကျိုးရှိတယ်လို့ဒါဘုရားကိုယ်တော်တိုင်ဟောထားတာရှိတယ်။ကိုယ့်ရဲ့စိတ်ကနော်တန်ခါဂုံကိုစိုက်အောင်အာယုံပြုတ်နိုင်ဖို့လိုတယ်။အဲ့တော့ဒီနေရာမှာဥစဉ်ရေဒီလောက်ကြီးနော်အကျင့်နေညစ်ပတ်စုပ်ပဲ့နေတာကြီးကိုဘယ်လိုလုပ်ပြီးတော့တပည့်တော်တို့ကတန်ခါဂုံကိုအာယုံပြုတ်နိုင်မှာမလို့လို့စဉ်းစားနေရှိတယ်နော်။လွယ်တော့မလွယ်ဘူးပေါ့။နော်တန်ဖိုးရှိတာတွေမှန်တယ်များများသောအားဖြင့်မလွယ်တာပဲများတာပဲလေ။ဟုတ်တယ်မဟုတ်လား။စဉ်းစားနော်။ တော့အဲ့ဒီနေရာမှာဦးဇင်းတို့မင်းကုန်းစလိုကြီးကဥပမာဘလို့ပေးတော့ဆိုတော့ဆိုကြပါစို့အခုတော့ရှင်တို့တော်တွေရုပ်ပွားတော်တွေကိုဒကာမတို့ဦးဇင်းတို့ရှ िख ူးကြတယ်ဥချကြတယ်ကိုကွယ်ကြတယ်ဘာအမှန်နဲ့ကိုယ်ဝဲတာတော့ဖရာအမှန်နဲ့ကိုယ်ဝဲတာပေါ့တော့တကယ်တကယ်ဒါကတေချာစဉ်းစားကြည့်မယ်ဆိုလို့ရှင်ဒါတော့ကြောက်သားတစ်သားအုံနဲ့လှုပ်ထားတာတော့အပေါ်ရန်ချင်းခက်ချမ်းချမ်းစဉ်းစားမှဆိုအဲ့လိုစဉ်းစားတယ်မဖြစ်ဘူးလားသို့တော့ကိုယ့်ရဲ့စိတ်ကဒါဟာအုပ်ဖဲတစ်သားပဲဆိုတော့ အစွဲမျိုးမဟုတ်ဘူးအဲ့လိုစိတ်မျိုးမဟုတ်ဘူးတတ်တော်ထင်ရှားမြတ်စွာဘုရားရုံကြည်စုကိုပဲအာယုံပြုပြီးတော့ရှိခိုးတယ်ဝှချတယ်လှူတယ်တန့်တယ်ဟောရှိနေတာကတော့ရုပ်ပွားပဲအာယုံပြုလိုက်တာကတော့တတ်တော်ထင်ရှားပဲအဲ့လိုပဲဦးရှင်တို့ကိုရှိမှရှိနေတဲ့ဒီသင်္ကန်းဝှက်ထားတဲ့ပုဂ္ဂိုလ်တီလာမရှိဘူးဆိုတာကိုတိတယ်ဆိုအောင်တော်မှာသူ့ကိုအာယုံမပြုဘဲနဲ့ဩနော်အရိယာတန်ဃာတော်တို့ရဲ့အသွင်ပြင်ဟာလည်းဒီလိုရှိခဲ့တာပဲဒီလိုရှိနိုင်တာပဲဟုတ်လား ဲအဲ့လိုမျိုးအရိယတန်ဃာတော်ကြီးရဲ့ဂုံကိုအာယုံပြုတ်ပြီးတော့ကိုလှူနိုင်တန်းနိုင်မယ်ဆိုလို့ရှိရဲ့ဒါပါဖြစ်တော့တန်ဃာဂုံကိုအာယုံပြုတ်နိုင်ရရောက်တယ်အဲ့ဒီလိုမျိုးအာယုံပြုတ်ပြီးတော့တန်ကိကဒါနဖြစ်အောင်ကြိုးစားရမယ်